ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေလက်ရှိနွေရာသီအပြောင်းရွှေ့မှာခက်မြန်မြန်ဆိုသလိုလှုပ်ရှားနေပြီးတော့ငွေကြီးတွေအမှန်ကန်တုံးပြီးအသင်းကိုပိုအားကောင်းအောင်စားထိုးနေတဲ့အသင်းရှိတယ်အဲ့ဒါလေဘာဦးပေါ့နော်လေဘာဦးတင်းရဲ့ဘက်ကတော့တန်တရာကျော်နဲ့လေကျွန်တော်ဒါဟို Florian VS ကိုကျွန်တော်အစားထိုးထားတယ်တန်30နဲ့လေကျွန်တော် frame bomb ကိုအစားထိုးထားသလိုကျွန်တော်တို့ဘယ်နောက်ခံစားမဖြစ်တဲ့ Melo Kakis တို့ဘာတို့ကိုလည်းအစားထိုးထားတယ်ဆိုတော့အဲ့ဒါဒီအပြီးမှာလေဘာဦးတင်းရဲ့ဘက်ကတော့ကျွန်တော်ရက်တက်မနေဘဲနဲ့ တောက်လျှောက်ဆိုသလိုကျွန်တော်တို့ရူမာတွေထွက်လာတဲ့သတင်းတွေပါတယ်ကျွန်တော်ရှိထားတယ်ဒီနေရာမှာလည်းသူတို့အနေနဲ့တိုက်စစ်ကပေါ့နော်အပြောင်းလဲလှုပ်ရဖို့ရှိတယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့သူဘယ်လိုပြောမလဲတိုက်စစ်မှုခေါ်ဖို့အတွက်ဈေးကွက်ထဲမှာပြန်ပြီးတော့သတင်းထွက်လာပြီအရင်တုန်းကတော့ညီကတို့တိတဲ့အတိုင်းပဲကြားတဲ့အတိုင်းပဲကျွန်တော်အီဆက်နဲ့သတင်းတွေတောင်ထွက်တာသူတို့ပြင်အလက်ဇန်ဒါအီဆက်ကိုခေါ်ဖို့ဆိုလို့ရှိရင်အဲဘယ်လိုပြောမလဲတန်150လောက်ပေးရမှာနယူကာဆယ်က လွယ်လွယ်ကူကူသူတို့ရောင်းထုတ်ဖို့ပြက်စန်တာမရှိတာဒါရီနဲ့ပေါ့နော်နယူကာဆယ်ကဟိုဘယ်လိုပြောမလို့ဒီကာစားသမားကိုလွယ်လွယ်ကူကူလက်မလို့ချင်မှုဖြစ်နေလာအဲ့တော့လေဘာဦးသိန်းတွက်လဲဟိုဘယ်လိုပြောမလို့နောက်ထပ်တန်းယာချီတဲ့ကစားမတယောက်ကိုထတ်ခေါ်ဖို့ကတော့မဖြစ်နိုင်တာမျိုးမဟုတ်ပြီမဲ့လို့ထင်သလောက်ထိမလွယ်တော့ဘူးပေါ့နော်ဆိုတော့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်လေဘာဦးသိန်းကနောက်ထပ်တန်း80တန်းဝန်းကျင်ရှိတဲ့ကစားမတယောက်ကိုလည်းခေါ်လာနေနေဆိုတော့ report တွေကျွန်တော်တို့တခြားထွက်လာတဲ့နေရာမှာအာဆင်နယ်နဲ့တရင်အထွက်များနေတဲ့ ဗီတာဂူဂရက်စ်ဘက်ကိုလှည့်လာတယ်ဆိုပြီးတော့ report တွေကကျွန်တော်ဖော်ပြလာတယ်။ report ကဗာပြောထားလေးဆိုတော့လေဘာဦးသိန်းနေနဲ့ပေါ့နော်နာပိုလီကိုဒါဝင်နူးနက်စ်ကပြောင်းဖို့အတွက်အချိန်ကြီးကောင်းသွားပြီဆိုတော့နူးနက်စ်ရဲ့နေရာကိုတိုက်စစ်မှုကောင်းတယောင်နဲ့အစားထိုးဖို့သူတို့ကြိုးပမ်းနေတယ်။ဒီနေရာမှာလက်ရှိပေါ့နော်ပြီးခဲ့တဲ့ရာသီကလည်းတကယ်ကောင်းတဲ့ performance တွေပါပြီးပြသခဲ့တဲ့ဗီတာဂူဂရက်စ်ဘက်ကိုလှည့်လာပြီ။ဂူဂရက်စ်က လက်ရှိအာဆနယ်ကိုဦးစားပေးပြောင်းရင်လည်းကစားမတယောက်ဆိုပေမဲ့အာဆနယ်ရဲ့ဘက်ကသူ့ကိုဦးစားပေးအဖြစ်ခေါ်ဖို့အတွက်မကြူပန်းနေဘူးဆိုတော့ Sporting Lisbon မှာလည်းဆက်ပြီးတော့နေဖို့မရှိဘူးတခြားကလပ်အသင်းတခုပြတဲ့ United ကလည်းဒီတိုက်စီမှုအတွက်ငွေသုံးမှုအတွက်ရှိမနေဘူးဆိုတော့ Liverpool အသင်းတွေကပေါ့နော် Nunez ရဲ့နေရာကိုအကောင်းဆုံးအစားထိုးနိုင်မဲ့တိုက်စီမှုအဖြစ်ပေါ့နော်ဒါကြောင့်တနည်းနည်းထွက်လာတယ် တိုတိုလည်းပဲ TND Sport ကတော့ဗောနလီဗာပူးတင်ရဲ့ဘက်ကတော့ Victor Gyokeres ကိုလက်ရှိမှာစိတ်ဝင်စားခြင်းရှိမနေဘူးဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလာတယ်ဆိုတော့ report ကတော့အမျိုးမျိုးပဲဒါပေမဲ့လို့ကျွန်တော်တို့ဒီကစားမဖြစ်သူကိုလီဗာပူးတင်ခေါ်နိုင်တယ်လားလေဘာဦးသိင်းနေနဲ့အီဆက်ကိုပေါင်သန်း153မဲ့စာကျတို့ဗီတာဂူကရက်စ်ကိုယူရိုသန်80ပေါင်68သန်းပေါင်68သန်းပေါ့နော်အဲ့လောက်တော့မရှိပါဘူးတကယ်တမ်းကသူတို့ဒီသဘောတူညီမှုဗီတာဂူကရက်စ်နဲ့ စပိုနီလစ်စပွန်ရဲ့ဂျားတွေကသဘောတူညီမှုဆိုလို့ရှင်ပေါင်သန်း60နဲ့ကျွန်တော်ရရမှာဆိုလီဘောက်တင်ရဲ့ဘက်ကပေါ့နော်အလက်ဇန်ဒားအီဆက်ကိုတန်150နဲ့သုံးမလားဗီတာကူဂရက်စ်ကိုပေါင်သန်း60နဲ့သုံးမလားပေါ့ဒါမျိုးတွေကိုကျွန်တော်ပြောစရာဖြစ်လာပြီအာဆင်နယ်ရဲ့ဘက်ကတော့ပေါ့နော်အာဆင်နယ်အသင်းကိုယ်တိုင်ရဲ့ဘက်ကတော့သူတို့ကပင်ဂျမင်ဆက်စ်ကိုကိုလိုချင်တာအာဆင်နယ်အသင်းပြိသက်အများစုရဲ့ဘက်ကဗီတာကူဂရက်စ်ကိုလိုချင်တာဒါမျိုးတွေကျွန်တော်ဖြစ်နေကြတာဒါပေမဲ့လီဘောက်တင်အနေနဲ့ဒီလိုမျိုးအီဆက်ကလားကျွန်တော်ကူဂရက်စ်လားဆိုတော့ choice မျိုးကလည်းကျွန်တော်ရှိနေတယ်ကျွန်တော်ကတော့လေဘာဦးသိန်းနေနဲ့ဟို Gilchrist တို့ဘာလို့ဆိုတာမျိုးထပ်ပေါ့နော် Alexander Isaac တို့ကိုငွေသုံးပြီးတော့ခေါ်တာကတော့မှပို့ပြီးတော့အတိတ်ပဲရှိဦးမယ်လို့ကျွန်တော်ထင်တယ် Vita Gilchrist ကကျွန်တော်ပြီးခဲ့တဲ့လကမှထင်ပါတယ်28နှစ်ပြည့်တာဗျာ28နှစ်ဗျာနော်ကျွန်တော် Euro တန်းအဲချပါတော့85တန်းပဲထားပါတော့ Euro တန်း80ဒီဝန်းကျင်ဆိုတော့ exam ကိုအဲ့လောက်ထိကျွန်တော်ပြီးမဲ့စာ Alexander Isaac တို့ဘာလို့ကစားမတွေကိုခေါ်မှာပေါ့ဟုတ်တယ်မလားတယောက်ချင်းတယောက် dribbling လေးကျွန်တော်ကောင်းတယ် ပရီးမီးယားလိမှာလည်းအံဝင်ခွင့်ကြားကျွန်တော်ဖြစ်နေပြီနောက်ဒါအပြင်တိုက်စစ်မှာလည်းပြီးခဲ့တဲ့ရာသီကဂိုးရီတောက်လျှောက်ကျွန်တော်တွင်းပြထားတယ်အဲ့တော့လီဗာပူးသင်းလိုမျိုးအရာရာနေရာတိုင်းမှာအသာချက်တွေနဲ့ကောင်းနေပြီးသားအသင်းမှာအလက်ဇန္ဒားအစ်ဆက်တို့ဘာလို့ကတိုက်စစ်နေရာမှာရောက်လာရင်ပူကောင်းမှုပဲကျွန်တော်ရှိတာရုံးကန်ရနိုင်တယ်ဘာနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်သိရှိမှာမဟုတ်ဘူးဖီတာကူကရက်ကျတော့ဥရောပရဲ့ top 5 league တင်မှာမပါတဲ့เนาะကျွန်တော် league မှာကစားပြီးတော့ခြေစွမ်းနေပြနေတာဂိုးတွေတွင်းနေတာကျွန်တော်အသိပြီးတော့ယုံကြည်လို့မရဘူး နောက်တအပြင်ဒီကစားမကဟိုကိုဝင်ထရီတို့ပါတို့မှာလည်းအများကြီးကောင်းတဲ့ performance တွေပြနိုင်ခဲ့တဲ့အခြေအနေမျိုးမှာကျွန်တော်မရှိဘူးပြီးခဲ့တဲ့ရာသီအဲ့ဒီရှိရရာသီမှာတော့ကျွန်တော်ကောင်းလာတာဒါအပြင်သူ့မှာလည်းပဲ penalty twin goal တွေအများစုကသူထဲမှာပါနေတယ်ဒါအပြင်အမြင်ဘောတွေကိုအဲ့လောက်ထိပိုင်နိုင်ခြင်းမရှိတဲ့တိုက်စစ်မှုတယောက်ဆိုတဲ့သုံးသက်ဝေဖန်မှုတွေလည်းကျွန်တော်တွေ့ထားရတယ်ဆိုတော့တန်150တိလဲကုံကြီးမကုံပါပါเนาะဒီအကယ်လို့မြန် Alexander Isak ကိုခေါ်ရင်ပြောတာဆိုတော့လေပါဦးသိင်းနေ Isak နဲ့ Victor Gyokeres တို့ကနှစ်ယောက်ထဲကတယောက်ဆိုလို့ရှိရင်တော့အတင်းဘက်ကလီဗာပူးတင်းဘက်ကဘယ်သူကိုကြိုးပမ်းသွားမလဲကျွန်တော်စောင့်ကြည့်ရမယ်။ဒီကြတာတစ်ခုကတော့ Alexander Isak ကိုပို့ပြီးတော့ဦးစားပေးကြိုးပမ်းတာကငွေပိုကုန်ရာကျိုးနဲ့လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့လက်ရှိအခြေအနေရဆိုလို့ရှိရင်ဗောနော report တွေထွက်တာမထွက်တာခဏထားလီဗာပူးတင်းရဲ့ဘက်က Darwin Nunes ကိုလက်လွှတ်ရရင်တောင်မှနောက်ထပ်အစားထိုးမဲ့တိုက်စစ်မှုကမရှိသလောက်လို့ကိုကျွန်တော်ထင်တယ်။သူတို့မှာ Curry Cup ရှိမယ်။ Louis DS ကျွန်တော်တို့ရှိမယ် Florian VS ကျွန်တော်တို့ရှိမယ် Sobodline ကျွန်တော်တို့ရှိမယ် Sala ကျွန်တော်တို့ရှိမယ် Louis DS ကပြီးခဲ့တဲ့ရာသီကလည်းတိုက်စစ်ဖြစ်သူကစားနေရတာနော်ကိုရီကပူလည်းပဲအဲ့ဒီနေရာကိုကျွန်တော်ကစားနေရတယ် Force 9ဖြစ်တဲ့ကျွန်တော်ကစားနေတယ်အဆင်မပြေဘူးလား Florian VS ကို Force 9နံပါတ်2လို့မှာ Sobodline ဆိုပြီးတော့တုံးလို့ရနေတဲ့အခြေအနေမျိုးမှာအဲ့ဒီနေရာမှာပေါ့နော်သူတို့အတွက်တကယ်ဖြစ်တဲ့အစားထုတ်မှုမဟုတ်ဖ ೇನೆ တော့တိုက်စစ်မှုကြီးနောက်တစ်ယောက်ထပ်ခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့ Liverpool အသင်းနေလည်းလောလောဆယ်မှာတော့ Arsenal က တိတ်ပြီးတော့သဘောမကျပြီးမဲ့အာစနယ်ကိုပြောင်းကျင်လို့နေတယ်ဆိုတဲ့ Victor Gyokeres နဲ့ပတ်သက်လို့သတင်းတွေတက်ပြီးတော့တုံထွက်လာပြီလီဗာပူးတင်အမှန်ကန်ခေါ်သွားမလားကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့လီဗာပူးတင်ပြည်သက်နေနေရော Victor Gyokeres နဲ့ Alexander Isak ကိုယင်းဘသူကိုကျွန်တော်သာခေါ်တင်တယ်လို့ထင်ကြတယ်ဆွေးနွေးကြပါဦးချီချူအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်